ငါဖိုးဆိုရင်ဆီယဝန်ကြီးငါဖွားဆိုရင်သူနာပြုဆီယမာကြီးပြီးတော့ငါငါနာမည်ထွန်းခင်လို့ခေါ်တယ်မင်းတို့ကြိုက်တာနဲ့လာရှင်းမင်းကြိုက်တာနဲ့ကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့နေရာမှာငါနဲ့လာရှင်းလို့ရတယ်ငါမင်းတို့ဒီလောက်ပဲပြောမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခွန်မိုးဒီပါဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုဖိုင်လေးကတော့မက္ခဦးတို့လင်မယားဆိုရင် အားလုံးသိကြမယ်လို့ထင်ပါတယ်ဗျာသူတို့လင်မယားနှစ်ယောက်ကဒါအမေရိကန်ထီစုကြီးထိုးထားတယ်ဗောနော ဒီကြီးစာတကယ်လို့ပောက်ခဲ့မယ်ဆိုရင်သူတို့ဗီဒီယိုကိုแชร์ထားတဲ့သူအယောက်စီတိုင်းကိုမြန်မာငွေကျပ်သိန်းတောင်းခွဲစီပေးမယ်လို့ပြောတယ်ဗျ။ဒါကိုမိရှိုဆိုတဲ့သူကမဖြစ်နိုင်ဘူးလိန်နေတယ်ပြောလို့ဆိုပြီးတော့ဒီလင်မယားနှစ်ယောက်ကမိရှိုဆိုတဲ့သူကိုစိန်ခေါ်လိုက်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဗျ။ဗီဒီယိုလေးကိုကြည့်ကြည့်လိုက်ရအောင်ဗျ။အားလုံးပဲမင်္ဂလာပါ။တဲလေးတို့ရေဒီဗီဒီယိုတွေ့ပြီဆိုတာနဲ့တခါရဲ share သွားပြီနော်။ဒီဗီဒီယိုတက်လာပြီဆိုတာနဲ့တခါရဲ share သွားပြီ။ သဲလေးတို့တိုင်းစရာရှိတယ်နော်အဲ့တော့မိချိုဆိုတဲ့ကောင်မတွေ့အောင်လို့ဒီဗီဒီယိုရှယ်ပေးသွားသဲလေးတို့အတွက်ကိုမခါထီထိုးပေးနေတဲ့ကိစ္စကိုဝေဖန်ထားတယ်နော်သဲလေးတို့မခါအဲ့ဗီဒီယိုအခုဖွင့်ပြမယ်တခြားလေးနားထောင်နော်ရှယ်ထားတဲ့သူကအလွန်ဆုံး1000ပဲရှိအောင်2000ပဲရှိအောင်3000ပဲရှိအောင်ဆိုရပြီးတော့သူကနန်းနဲ့တခြားတွက်ပြရတဲ့ online creator အရှိဆုံးတော့သူတို့ပြောတဲ့အကြောင်းအရာသည်မှားပါတယ်မှားတယ်ဆိုတော့လိန်နေပေါ့နော်လိန်ကြီးတစ်မျိုးပေါ့သိရမလားဆိုတော့လိန်ကြီးတစ်မျိုးနဲ့ လူတွေကိုသူတို့ရဲ့ဗီဒီယိုတွေ like ရအောင် reaction ရအောင်နောက်ပိုင်းမှာသူတို့လည်းဒီ online ဘက် online creator ဘက်ကိုလှမ်းလာတဲ့ပုံစံမျိုးဖြစ်လာတယ်သူတို့ America မှာလည်းစိုင်းရှိတယ်သူတို့ chassis ဝိုင်းနဲ့ရှိရှိမှာပေါ့နော်ဒါပေမဲ့သူတို့ပြောချင်တာ Macau ကြီးမိချိုဆိုတဲ့ကောင်မှငါနဲ့ကိုပြောမယ်တေချာနားထောင်နော်ငါတို့တဆွေလုံးတမျိုးလုံးကအမေရိကမှာပညာတတ်တွေကြီးပဲနော်ငါဖိုးဆိုရင်ဆီယောင်ဝန်ကြီးငါဖွားဆိုရင်တူနာပြုဆီယာမာကြီး ပြော့ငါအသက်၁၂နှစ်ကလေးရခုနှစ်တန်းအမေရိကန်မှာပညာသင်လာတာအခုငါကျောင်းပြီးတဲ့အထိပဲနင့်ထက်အစာပေါင်းများစွာပညာတတ်တယ်နော်နင့်ဟိုတောင်မှပြန်ပြီးတော့ပညာသင်ပေးလိုက်လို့ရသေးတယ်ရှင်းလားအဲ့တော့နင်းပါဇက်ကလူဓုလို့ပြောအောင်နင်းကနင်းရဲ့ချွေးနှဲစာနဲ့နင်းမြမပြည်ကပြည်သူလူထုကိုဘလောက်ဖိုးနင်းလှူဒန်းပြီးသွားပြီလဲပြီးတော့အများကောင်းကျိုးရောနင်းဘလောက်လုပ်ပေးပြီးသွားပြီလဲ ငါလောက်မှာမြန်မာပြည်ကပြည်သူလူထုပေါ်မှာတံပိုးထားပြီးတော့မချစ်နိုင်ရင်ငါ့ကိုလာမဟောင်နဲ့ငါနာမည်ကိုမှတ်ထားခါဥတထောင်ကျက်တန်ထမဲဆိုင်ဖွင့်ထားတဲ့ခါဥနောက်နိပါဇက်ကနေငါနာမည်ကိုထည့်မသုံးနဲ့ရှင်းလားကိုထုံးခင်ရှင်ကဘာပြောချင်နေလဲမိချူရဲဆိုတဲ့ဆိုင်ဝနာမင်းယောက်ျားလားမိန်းမလားတော့မသိဘူး ငါယောက်ျားစစ်စစ်ဆိုတော့ယောက်ျားစကားပဲပြောမယ်နော်ငါတို့ချွေးနေစားနဲ့ငါတို့ထီထိုးပြနေတာကိုပေါ့ရင်ပြည်သူလူထုကိုလူမယ်ဆိုတော့မင်းကဘာဖြစ်လို့လူလိန်ဆိုပြီးဆွတ်ဆွဲပြီးပြောဆိုတာလဲဟမ်မင်းတို့တခုပြောပြမယ်အမေရိကန်မှာနေတဲ့အမေရိကန်ထီစုကြီးကို1ဒေါ်လာတောင်4ဒေါ်လာရောင်းနေတဲ့အကောင့်လေးကိုမင်းအရင်သွားပြီးလူလိန်ပြောပြီးတော့မှငါတို့စီကိုလာခဲ့ ရှင်းတယ်နော်ငါတို့ငါရုပ်ကိုတခြားကြည့်တာငါနာမည်ထွန်းခင်လို့ခေါ်တယ်ငါနေတဲ့အမေရိကဒဒိုင်လုံးရောမြန်မာပြည်မှာ ရှိတဲ့သူတွေရောနော်သူတို့စီကတကြက်တပြားငါလိန်လေဘူးတယ်ဆိုရင်မင်းခေါ်လာခဲ့လိုက်ငါမင်းတို့ရှေ့မှာငါဒူးထောက်ပေးလိုက်မယ်ဒါမှမဟုတ်တစ်ခုရှိတယ်မင်းခေါ်လာမပြနိုင်ဘူးဆိုရင်တော့ ငါနဲ့မတွေ့အောင်ရှောင်းငါနဲ့လည်းမတွေ့စေနဲ့ဟုတ်ပြီနော်မင်းတို့ကွာဒီနေရာကပဲစကားတခုံပြောလိုက်မယ်အခုမိဘပြည်သူ အားလုံးရှိပါငါဒီအသက်ဒီရွယ်ထိမြည်သူတူတူယောက်ရဲ့ဒေါ်လာတစ်ချက်တစ်ပြောင်းအောင်မှာငါလိန်လည်းမစားတော့ခဲ့ဘူးငါတည်တဲ့ထိလည်းအဲ့လိုအလုံးမျိုးလုံးမှာပေါ့အဲ့ဒါငါရဲ့ဂတိသစ္စာစကားပဲဟုတ်ပြီနော် ငါးရုပ်ကိုတေချာကြည့်တာငါးနာမည်ထွန်းခင်လို့ခေါ်တယ်မင်းတို့ကြိုက်တာနဲ့လာရှင်းမင်းကြိုက်တာနဲ့ကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့နေရာမှာငါနဲ့လာရှင်းလို့ရတယ်ငါမင်းတို့ဒီလောက်ပဲပြောမယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမစ်ရှိုးဆိုတဲ့အကူတယောက်ကဘလို့ပြန်ပြီးတုတ်ပြန်သွားလဲဆိုတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကြည့်လိုက်ရအောင်ဗျမစ်ရှိုးရဆိုတဲ့ဆိုင်းဝနမင်းယောက်ျားလားမိန်းမလားတော့မသိဘူးအားလုံးမင်္ဂလာပါ ဒီဗီဒီယိုကတော့ YouTube ဗီဒီယို only အတွက်ပါဆိုတော့အာဟိုဒနေ့ကအာဟိုဒနေ့က T ပေါ့နော် T သိန်းဘလောက်တိုင်ကြီးထိုးထားတယ် share ထားတဲ့သူမှန်သမျှအကောင်လုံးသိန်းတစ်လောင်းပဲပေးမယ်ဆိုတော့ကိုထုံးခင်နဲ့မခါဦးအကြောင်းကိုကျွန်တော်ပြောပြထားတဲ့ဗီဒီယိုမှာအဲ့ဒါတော့မဟုတ်ဘူးအဲ့ဒါတော့ share ထားတဲ့သူတွေအကုန်လုံးကိုပေးလို့မရဘူးလောက်လည်းမလောက်ဘူးတကယ်လို့ပောက်တယ်ဆိုလို့ရှိရင်တော့မှာဆိုတဲ့အကြောင်းအရာကိုကျွန်တော်ရှင်းပြထားတာကျွန်တော်လိန်လိန်လိန်လေးလှည့်ပြားတဲ့ဤတစ်မျိုးပဲလို့ကျွန်တော်ပြောထားတာ အရာကိုခုတို့ကဒီနေ့ရဟိုဗာလေတို့ကျွန်တော်အကြောင်းပြန်ပြီးတော့ဗီဒီယိုလုပ်ထားပါတော့ကျွန်တော်နားထောင်ကြည့်ရအောင်နော်အားလုံးပဲမင်္ဂလာပါတဲလေးတို့ရေဒီဗီဒီယိုတွေ့ပြီဆိုရင်တခါရဲแชร์သွားပြီနော်ဒီဗီဒီယိုတက်လာပြီဆိုရင်တခါရဲแชร์သွားပြီတဲလေးတို့ကိုတိုင်စရာရှိတယ်နော်တဲလေးတို့ကိုတိုင်စရာရှိတယ် public ကို approach လုပ်တဲ့ strategy ကအရမ်းမိုက်တယ်နော်သူက public ကိုသူကတိုင်စီရရှိတယ်ဆိုတဲ့အခြေအနေတစ်ခုမှသိရမှာကြည့်ရတူအနေနဲ့ကွာသိရမလားအာငါတို့ငါ့ကိုတိုင်စီရရှိတယ်ဆိုတဲ့အခြေအနေတစ်ခုမှအင်းသုံးတဲ့ strategy အဲ့တော့မီချိုဆိုတဲ့ကောင်မတွေ့အောင်လို့ဒီဗီဒီယိုရှယ်ပေးကောင်မမီချိုဆိုတဲ့ကောင်မတွာတဲလေးတို့အတွက်ကိုမခါထီထိုးပေးနေတဲ့ကိစ္စကိုဝေဖန်ထားတယ်နော်တဲလေးတို့မခါအဲ့ဗီဒီယိုအခုဖွင့်ပြမယ်တေချာလေးနားထောင်နော်အင်း ဆိုတော့နော်ဟိုကလည်းသူတို့သူတို့အတွက်ထီထိုးထားပေးထားတဲ့ဗီဒီယိုကိုဝေဖန်နေသူတို့လည်းဒီလင်မယားနှစ်ယောက်လည်းနော်ဟိုလူဝေဖန်ဒီလူဝေဖန်နေဝေဖန်နေရပဲလေဟုတ်တယ်ဟုတ်ဟုတ်တယ်နော်အာသူတို့ဝေဖန်လာကြတော့သူမချိုက်ဘူးလားဘယ်လိုမျိုးတော့ like what the fuck ရှေ့ကားတဲ့သူကအလွန်ဆုံး1000ဝက်ရှိုး1000ဝက်ရှိုး3000ရှိုးဆိုရပြီးတော့သူကနန်းနဲ့တခြားတက်ပြရတဲ့ online creator ရှိဆိုတော့သူတို့တော်တော်လေးမဟုတ်ဘူး online မှာရှိတဲ့ creator တွေအကုန်လုံး euro တွေလောက်တဲ့အကြောင်းမဟုတ်တဲ့အကြောင်းကိုပြောပြထားကြတာ ေရှင်ရအောင်နောက်ပိုင်းမှာသူတို့လည်းဒီ online ဘက် online creator ဘက်ကိုလှမ်းလာတဲ့ပုံစံမျိုးဖြစ်မှာလေသူတို့ America မှာလည်းစိုင်းရှိတယ်သူတို့ task ဝိုင်းအရှိရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာ mark ဝင်อืมซัพพอร์ตพี่อ่ะเลยเมจูဆိုရဲកောင်းပါငါနေကိုပြောမယ်เตชาနားထောင်เนาะငါတို့တဆွေလုံးတမျိုးလုံးอ่ะอเมริกามาปัญญาฎัตติကြီးပဲเนาะငါဖိုးဆိုရင်ဆီယောင်ဝန်ကြီးငါဖွားဆိုရင်ตูนาပြုဆီယာမာကြီးပြီးတော့ငါ အသက်၁၂နှစ်ကလေးရာခုနှစ်တန်းအမေရိကန်မှာပညာသင်လာတာအခုငါကျောင်းပြီးရဲ့ထီပဲနင့်ထက်အစာပေါင်းများစွာပညာတတ်တယ်နော်နင့်ဟိုတောင်မှပြန်ပြီးတော့ပညာသင်ပေးလိုက်လို့ရသေးတယ်ရှင်းလားအဲ့တော့နင်းပါဇက်ကလူထုလို့ပြောအောင်နင်းကနင်းရဲ့ချွေးနှဲစာနဲ့နင်းမြမပြည့်ကပြည်သူလူထုကိုဘလောက်ဖိုးနေလှူဒန်းပြီးသွားပြီလဲပြီးတော့ဆိုတော့သူပြောတဲ့အချင်းတခုမှာငါတို့ကပညာတတ်ဆရာဝန်ဘာညာတတ်တာဆိုတဲ့အချင်း ငါနင်းကောင်းမ oh my god that's not a kind of ပညာတဲ့နော် that's not a kind of ပညာတဲ့သူပြောတဲ့စကားထဲမှာလေမောက်မာတဲ့အတန်တွေပါတယ်ပြီးလို့ရှိရင်အခုသူပြောတာနင်းမြမမြမလူမျိုးတွေအတွက်ဘလောက်လှူဒန်းပြီးသွားပြီဆိုလဲအကြောင်းအရာတစ်ခုမှာသူဗုဒ္ဓဘာသာဗုဒ္ဓဘာသာမဟုတ်ဘူးလားဗုဒ္ဓဘာသာမြမလူတရားဟုတ်တယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာစစ်စစ်ဟုတ်တယ်ဆိုလို့ရှိရင်ကိုဘလောက်လူလူသူဘလောက်လူလူနော်ဆိုတော့ သူဒီသူတက်နိုင်တဲ့နေရာသူတက်နိုင်တဲ့အခြေအနေကနေပြီးတော့သူကုညီတဲ့ကုကုသူကုညီစင်စစ်ဖြစ်တဲ့အချိန်မှာကုညီတာသာသူ့ရဲ့လှူနော်ကိုတက်နိုင်တဲ့နေရာနေပြီးတော့ကိုကိုကုညီတာကိုလှူတာကိုလှူတန်းတာအဲ့ဒါကိုလှူခြင်းနဲ့စိတ်ဖြစ်တဲ့အချိန်မှာလှူတာအဲ့ဒါကိုရဲ့အလှူဆိုတော့သူများရဲ့အလှူနဲ့ကိုရဲ့အလှူနဲ့လုံးဝလုံးဝသွားပြီးမနိုင်ရဘူးလုံးဝမနိုင်ရဘူးနော် if you want to be a pinya dat you cannot be night with other people who's donating i'm donating nga i i am polu he is polu အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေအဲ့လိုမျိုးတွေမနိုင်ရဘူးเนาะ so that's that's the way um no အများကောင်းချိုးရောနင်ဘလောက်လုတ်ပေးပြီးသွားပြီလဲအများကောင်းချိုးရောဘလောက်လုတ်ပေးပြီးသွားပြီလဲဆိုတော့ that's my that's my business เนาะဆိုတော့ဟိုဟိုခုနပြောသလိုပဲအများကောင်းချိုးကျွန်တော်လုပ်တာဒီကျွန်တော်အကြောင်း အများကောင်းချုံယူရိုလောက်တာဒီယူရိုအကြောင်းเนาะဆိုတော့သူကသူဘလောက်လောက်လို့သူတက်နိုင်တဲ့နေရာနေသူပါဝင်လိမ့်မယ်ကိုကလည်းကိုတက်နိုင်တဲ့နေရာနေပါဝင်ဒါပေမဲ့ကိုကဘလောက်ပို့လောက်တယ်ဆိုတဲ့အကြောင်းအရာကိုပေါ်ပြပြီးတော့အရာတစ်ခုခုကိုအရာတစ်ခုခုဒီဇိုင်းယာဖြစ်တာမျိုးကြီးစမပြေနေဘူးလေငါလောက်မှာမြန်မာပြည်ကပြည်သူလူထုပေါ်မှာတန်ဖိုးထားပြီးတော့မချစ်နိုင်ရင်ငါ့ကိုလာမဟောင်နဲ့အာ oh my god she said that အင်း သူလောင်းမညီမလူတို့ကိုမချစ်နိုင်လို့ရှင်လာမဟောင်းနဲ့ဆိုတော့ကျွန်တော်ကိုသူကခွေးနဲ့နှိုင်းလိုက်တာပဲဆိုတော့နော်ထင်ညာတက်တို့ညီသည်ဒီလိုမျိုးစကားမျိုးမပြောပါဘူးဆိုတော့နော်ဆိုတော့ကိုကိုတိုင်းမသိလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဆိုတော့တကယ်ပညာတတ်ပညာရှိဆိုတာကနော်ဒေါက်တာဘွဲရင်းဆရာဝန်ဘွဲရင်းရမှာမဟုတ်ဘူးအမားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့လူပြီးလို့ရှိရင်လည်း ဒီပြီးလို့ရှင်လေစကားအခုလိုမျိုးစကားပြောတဲ့နေရာမှာเนาะဒီလိုမျိုးကြီးတွေတရားမလားအာအစနှိမ့်နာကြီးအစနှိမ့်နာကြီးတွေပြီးလို့ရှင်မောင်းမောင်းမမစကားပြောတာတွေနေငါကောင်မဘာညာတတကာပြီးလို့ရှင်သူများအလူနဲ့ကို့အလူနဲ့နှိုင်းတာတွေဒါရီက that's not တဲ့ပညာတတ်เนาะအဲ့ဒါပညာတတ်မဟုတ်ပါဘူးဟာနာမည်ကိုမှတ်ထားခါဦးတထောင်ကျက်တန်ထမဲဆိုင်ဖွင့်ထားတဲ့ခါဦးအော် Okay, no. I'm happy for you. I'm happy for you that you got a restaurant, but I don't have one. စပတ်ဇက်ကနေငါနာမည်ကိုထည့်မသုံးနဲ့ရှင်းလားကိုတော့ခင်ရှင်တော့ပြောခြင်းနေလေမိချိုရဆိုတဲ့ဆိုင်ဝနမင်းယောက်ျားလားမိန်းမလားတော့မသိဘူး that's very discrimination เนาะအရင်အရင်ကတော့ပြောတင်ဦးရနော်သူတို့နှစ်ယောက်ကတော်တော်ခွဲခွဲခြားဆက်ဆံနေလူမျိုးတွေလို့ပြောရမယ်တိလားအခုတို့စဉ်းစားကြည့်လိုက်သူတို့ကိုအားပေးနေတဲ့လူတွေထဲမှာ shine တို့လိုမျိုး LGBT လူမျိုးတွေလည်းပါရင်ပါမယ်เนาะဆိုတော့ LGBT တွေပါခဲ့တယ်ဆိုလို့ရှိရင် तू အခု तू ပြောတဲ့အခြေအနေကယောက်ျားလားမိန်းမလားယောက်ျားလားမိန်းမလား तू ပြောချင်တာက तू तू ပြောချင်တဲ့အကြောင်းအရာကိုကျွန်တော်တို့ရအားလုံးသိပါတယ်เนาะဆိုတော့ ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်အချောင်းဖြစ်ဖြစ်လက်စဘီယန်ဖြစ်ဖြစ်เนาะကျွန်တော်တို့ဒီလူတွေကလူပဲခေါင်းထဲမှာပါတဲ့အတွင်းနဲ့အကုန်လုံးဝေဖန်ဝေဖန်ဝေဖန်သုံးသက်ကြတယ်ခင်ဗျားတို့နှစ်ယောက်လည်းဟိုလူအချောင်းဝေဖန်သုံးသက်တယ်ဒီလူအချောင်းဝေဖန်သုံးသက်တယ်ဒီအချောင်းရဝေဖန်ဝေဖန်သုံးသက်တယ်ဟိုအချောင်းရဝေဖန်သုံးသက်တယ်အဲ့ဒီပုံစံမျိုးနေနဲ့ဗီဒီယို create လုပ်ပြီးတော့ public ရဲ့ attention ယူနေတာမဟုတ်ဘူးလားဟုတ်တယ်เนาะဆိုတော့ဆိုတော့ကိုကတခြားအချောင်းရတခြားလူတွေရဲ့အာတခြားလူတွေကိုဝေဖန် ဝေပျော့ပျော့ကြီးဝေဖန်ဝေဖန်နေတဲ့အချိန်မှာကိုယ့်ရဲ့အချောင်းကိုလေခြားလူတယောက်ကဝေဖန်လာတဲ့အချိန်မှာခံနိုင်စွမ်းရှိရမယ်လေဟုတ်တယ်မလားမှန်ရင်လည်းမှန်တယ်မှားရင်လည်းမှားတဲ့အဥ္စာကိုမှားရင်မှားရင်လည်းဆိုတဲ့အချိုးတဲ့အချောင်းရာတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းပြည်ပြည်ပြည့်ပြည့်ပြည့်လေးလေးပြောတင်တာပေါ့ဟုတ်တယ်မလားအခုကဟိုဘယ်လိုပြောမလို့ဟိုအရန်လိုက်ဘယ်လိုပြောမမောင်းမောင်းမမနိုင်တဲ့စီလင်ရင်အဲ့လိုမျိုးကြီးပြောနေတဲ့အဟံပအနေထားတွေတွေ့ရတယ်ဆိုတော့သူတို့ပြောတဲ့ပညာတက်ဆိုတာတော့ကျွန်တော်တော့ လက်မခံပါဘူးဆက်ပြီးတော့နားထောင်ကြည့်ရအောင်နော်ဟာယောက်ျားစစ်စစ်ဆိုတော့ယောက်ျားစကားပဲပြောမယ် I'm happy for you เนาะအကိုအကိုယောက်ျားစစ်စစ်ဖြစ်တာတကယ်ကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်လဲကျွန်တော်လဲလေကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ကျွန်တော် ရွေးချယ်ကျွန်တော်တို့ဘဝရွေးချယ်ရွေးချယ်ခွင့်ရှိခဲ့ဦးနော်ရွေးချယ်ခွင့်ကရှိတယ်ဆိုလို့ရှိရင်ယောက်ျားဆိုလည်းယောက်ျားစစ်စစ်မိန်းမဆိုလည်းမိန်းမစစ်စစ်ကျွန်တော်အဲ့လိုမျိုးဖြစ်ချင်တယ်တကယ်တကယ်ဒီလိုမျိုးလူတွေရဲ့အလောင်ကန်အခုလိုမျိုးအကိုရိုးရဲ့အလောင်ကန်အပြောအဆိုကန်ပြီးလို့ရှိရင်ဟိုခွဲခြားခွဲခြားဆက်ဆံပြီးခွဲခြားဆက်ဆံပြီးတော့ပြောခင်ရတဲ့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဘဝကိုကျွန်တော်တကယ်မလိုချင်ပါဘူး I'm happy for you နော်ကိုကြီးနော်ဟောငါတို့ချွေးနေစားနဲ့ငါတို့ဖြီထိုးပြနေတာဟော ပေါ့ရင်ပြည်သူလူထုကိုလှူမယ်ဆိုတော့မင်းကဘာဖြစ်လို့လူလိန်ဆိုပြီးဆွဆွဲပြီးပြောဆိုတာလဲဘာဖြစ်လို့ဆွဆွဲပြီးပြောဆိုရလဲဆိုတော့အကူကရှယ်ထားတဲ့သူတယောက်ကိုသိန်းတစ်သောင်းဝယ်ပေးမယ်ဆိုလို့ရှိရင်အကူတို့ဒီမှာရှယ်ထားတဲ့လူကဘယ်နှယောက်လဲအကူတို့အတိဆုံးလေအကူတို့ဗီဒီယိုမှာဟုတ်တယ်နော်ရှယ်ထားတဲ့လူကရှယ်ထားတဲ့လူဒီအကုန်လုံးသိန်းတစ်သောင်းဝယ်ပေးမယ်ဆိုအကူတို့ထီဟိုဟာ၃ငါးပြန်ပေါက်ထောင်းမှာပေးလို့လောက်ပါမလား ကျွန်တော်တောင်တည်းမဟုတ်ဘူးတခြား online creator တွေတခြား influencer တွေအထူးအကြောင်းကိုတေချာရှင်းပြတာရှိရေနော်အကိုတို့နာမည်ခေါ်လိုက်တာကျွန်တော်တောင်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့အကိုတို့ကကျွန်တော်ကိုပြန်ပြီးတော့ re attention ပြန်ပြီးတော့ရသွားတာပေါ့နော်ဆိုတော့မင်းတို့တခုပြောပြမယ်အမေရိကမှာနေတဲ့အမေရိကန်ချီစုကြီးကို2ဒေါ်လာတော့4ဒေါ်လာရောင်းနေတဲ့အကောင်တွေကိုမင်းအရင်သွားပြီးလူလိမ်ပြောတော့ပြီးတော့မှငါတို့စီကိုလာခဲ့ရှင်းတယ်နော် ငါတို့ငါရုပ်ကိုတခြားကြည့်တာငါနာမည်ထုံးခဲလို့ခေါ်ရတယ်။ငါနေတဲ့အမေရိကဒဇိုင်လုံးရောမြန်မာပြည်မှာ ရှိတဲ့သူတွေရောနော်သူတို့စီကတကြက်တကြားငါလိန်လေဘူးတဲ့ဆိုရင်မင်းခေါ်လာခဲ့လိုက်။အခုကပတ်ဆက်လိန်တာကိုပြောနေအောင်ဘူးလေကျွန်တော်ပြောတာပတ်ဆက်လိန်နေပတ်ဆက်လိန်နေလို့ကျွန်တော်လိန်စားနေရယ်ပတ်ဆက်ကိုလိန်ကျူနေရယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးလေဒါပေမဲ့ဒါပေမဲ့အကိုတို့ပြောတဲ့အကြောင်းအရာကမဟုတ်ဘူးမမှန်ကန်နေဘူး လိန်နေတယ်လိန်နေတာနဲ့အတူတူပဲလို့ကျွန်တော်ပြောတာလေအဲ့လိန်နေတာမဟုတ်လို့ဘယ်လိုဘာလဲအဲ့လားဆိုလို့ရှင်လိန်တာမဟုတ်ဘူးဆိုလို့ရှင်ပါလေငါမင်းတို့ရှေ့မှာငါဒူထောက်ရှယ်ထားတဲ့သူတယောက်ကိုသင်္ကောင်းခွဲပေးမယ်ရှယ်ထားတဲ့သူတယောက်ကဲလို့ပောက်ခဲ့တယ်ဆိုလို့ရှင်ရယ်ရှယ်ထားရှယ်ထားတဲ့သူတိုင်းကိုဘယ်လိုပေးမှာလဲဘယ်လိုပေးမှာလဲရှယ်ထားတဲ့သူတိုင်းဘယ်လိုပေးမှာလဲတိန်တောင်ကိုရှယ်ထားတဲ့သူတွေကိုဘယ်သူကရှယ်ထားတယ်ဆိုတော့ဥစ္စာကိုအရင်ဆုံးလိုက်အောင် အဲ့ share ထားတဲ့လူအမောက်အရေးအတွက်ကိုကြည့်ရောအဲ့ပေါက်တဲ့ပတ်စံနဲ့ကာဘာမဖြစ်ဘူးလေအဲ့ဒါကိုအဲ့ဒါအဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မှာလဲကာဘာမဖြစ်မနေပါဘူးပြောမှာပဲအဲ့ဒါလိန်ရမို့လို့ပါလေကိုတွေ့ရတယ်ဒါမှတခုရှိတယ်မင်းခေါ်လာမပြနိုင်ဘူးဆိုရင်တော့ငါနဲ့မတွေ့အောင်ရှောင်းငါနဲ့မတွေ့အောင်ငါနဲ့လည်းမတွေ့စေနဲ့ဟုတ်ပြီနော်မင်းဟုတ်ကွာဒီနေရာကပဲစကားတခုပြောလိုက်မယ် အခုမိဘပြည်သူအားလုံးရှိပါအင်းငါဒီအသက်ကြီးရွယ်ထိမြည်သူတူတယောက်ရဲ့ဒေါ်လာတစ်ချက်တစ်ပြောင်းအောင်မှာငါလိန်လည်းမစားတော့ခဲ့ဘူးရှင်းရှင်းလေးเนาะသူတို့ရဲ့ composition က tricks ဖြစ်သွားရယ်เนาะသိရမလား tricks ဖြစ်သွားတယ်အဲ့ဒါဘာလဲဆိုတော့အခုကျွန်တော်ပြောနေတဲ့အကြောင်းရင်းမှာအခုကြည့်နေတဲ့လူတွေစီရဲ့လက်ထဲကနေပတ်စံလိန်တာကိုပြောတာမဟုတ်ဘူးเนาะဆိုတော့ sharing လုပ်တဲ့သူတင်းဆောင်ွယ်ပေးမယ်ဆိုတဲ့အခြေအနေတစ်ခုမှာလုံးဝအဲ့ ဘလို့ကနန်းနဲ့ပဲတွတ်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  share တဲ့သူတိုင်းကိုတိန်တပေါင်းကွယ်ပေးလို့မရဘူးဆိုတော့အဲ့ဒါဒီလိန်တာအဲ့ဒါကိုပြောတာဆိုတော့သူတို့ရဲ့ conversation က twist လုပ်သွားတယ်စကားပြောတယ်အရင်ရိုင်းပါတယ်ဆိုတော့အပီးပြီးတော့မယ်အပီးထီကျွန်တော်နားထောင်ကြအောင်ငါတည်တဲ့အထိလဲအဲ့လိုအလုံးမျိုးလုံမှာပေါ့အဲ့ဒါငါရဲ့ဂတိသစ္စာစကားပဲဟုတ်ပြီနော်ငါရုပ်ကိုတေချာကြည့်တာငါနာမည်ထွန်းခင်လို့ခေါ်တယ်မင်းတို့ကြိုက်တာနဲ့လာရှင်းမင်းကြိုက်တာနဲ့ ကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့နေရာမှာငါလည်းလာရှင်းလို့ရတယ်။ငါမင်းတို့ဒီလောက်ပဲပြောမယ်။အော် Okay. Okay နော်။ဟိုကုထုံးခင်နဲ့မတ်ခါခင်ကျွန်တော်ကတော့မဆိုင်ညွှန်ပါဘူး။ကျွန်တော်ပြောရရှင်းရှင်းလေးအကိုတို့အကိုတို့ပြောတဲ့အကြောင်းအရာ sharing လုပ်တဲ့သူတိုင်းတင်းဆောင်ကပေးမယ်ဆိုတဲ့အကြောင်းအရာကြီးကမှန်ကကဏ္ဍနဲ့တေချာတက်ချတာတဲ့လူတယောက်ရှိတယ်။ကျွန်တော်တို့လည်းတေချာကြည့်ကြည့်ပြီးသွားပြီ။မှန်ကန်နေဘူးမှန်ကန်တဲ့အတွက်ကြောင့်ဒါလိမ့်မယ်လို့ပြောတာလေ။ နော်ကျွန်တော်လည်းခင်ဗျားတို့ရဲ့ဗီဒီယိုတွေကိုတချို့ဗီဒီယိုဆိုလို့ရှိရင်ကျွန်တော် like ပေးခဲ့ဖို့ပါတယ်အာဟိုပြီးတော့ကြတော့အကိုတို့လည်းခင်ဗျားတို့နှစ်ယောက်လည်းဟိုဒါတခြားအကြောင်းအရာတခုခုလူတလူတူတယောက်နော်ဒီလိုဖြစ်ပြတဲ့အကြောင်းအရာတွေပေါ်မူဝေဖန်သုံးသပ်ပြီးတော့ content content create လုပ်နေတာလေဟုတ်တယ်နော်ဆိုတော့ဒီအကိုတို့ကိုတို့ရဲ့ဗီဒီယိုအပေါ်မှာမူတည်ပြီးတော့ကျွန်တော်က ပြန်ပြီးတော့ဝေဖန်သုံးသပ်တာအဲ့ဒါကိုလည်းကိုယ့်ဘက်ကနေပြီးတော့ခံနိုင်စွမ်းရှိရမယ်လေနော်ပြီးလို့ရှိရင်ပညာတတ်ဆိုတာလေပညာတတ်ဆိုတာအဲ့လိုမျိုးစကားပြောတဲ့အချင်းချင်းဒီလိုမျိုးပြဿနာဖြစ်တဲ့အခြေအနေကြားထဲမှာစကားပြောတဲ့နေရာမှာနင်းငါအနေငါယောက်ျားလားမသိဘူးမိန်းမလားမသိဘူးဆိုတဲ့အကြောင်းအရာတွေပြီးလို့ရှင်ကြိုက်တဲ့နေရာထိုင်တဲ့ငါ့ကိုမတွေ့စင်နေဆိုတဲ့အကြောင်းအရာတွေကပညာတတ်တွေပြောတဲ့စကားပညာတတ်တွေပြောမဲ့စကားတော့မဟုတ်ဘူးခင်ဗျနော်ကျွန်တော်ကတော့အဲ့လိုမျိုးပဲသုံးသပ်ပါတယ်ဆိုတော့နော်ဒီကျန်တဲ့ကျန်တဲ့အကြောင်းအရာကတော့ မိတီအခုသူတို့ပြောတဲ့ကြည်နေတဲ့မိဘဆွေမျိုးမိဘပြည်သူလူလူထုတွေကိုယ်တိုင်ဝေဖန်သုံးသပ်ကြပါလို့ကျွန်တော်ကတော့อืมဒီလောက်ပါပဲဆိုတော့เนาะအမ်နောက်တဲ့လဲဘာမှကျွန်တော်ပြောမှာမဟုတ်တော့ပါဘူးဒီလောက်ပါပဲလို့เนาะကျေးဇူးပါဒီဗီဒီယိုလေးကတော့မခအူတို့လင်မယားမြောက်စိန်ခေါ်ထားတဲ့ဗီဒီယိုကိုမြစ်ချိုဆိုတဲ့အကူတယောက်ကဘလို့ပြန်ပြီးတုတ်ပြန်သွားလဲဆိုတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့တင်ငယ်ချင်းတို့ရဲ့အထင်မြင်ကိုလည်း comment အောက်မှာရေးသွားနိုင်ပါတယ်ဗျ။ ီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြမယ်ဗျာ